မင်္ဂလာပါ BOF ရဲ့ Facebook နဲ့ YouTube Channel ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များအတွက်ဒီဒီဘက် Premier League ပွဲစဉ်30စနေနေ့ညရဲ့နောက်ဆုံးပွဲလို့ပြောရမယ် Liverpool နဲ့ Villa ပွဲကြီးပွဲကောင်းကိုကျွန်တော်တို့ညီကိုနှစ်ယောက်ကပွဲကြုံသုံးသချက်လေးဒါဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီစီစဉ်မှာတော့ကျွန်တော်နဲ့တူညီလေးနိုင်လေးအောင်ကဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ခင်ဗျညီလေးနိုင်လေးအောင်မင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါကိုဟုတ်ကဲ့ပါအဲ့တော့ဒါ Liverpool နဲ့ Villa ဆိုတော့တော်တော်ကြီးကောင်းမဲ့ပွဲဒီပွဲကအခုထင်တယ်ဒီဒီဘက် Premier League ပွဲစဉ်30မှာ မထင်မှတ်ဖဲနဲ့ကြည်ကောင်းဆုံးပွဲတော်ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ဒါကြောင့်လဲဆိုတော့ဒီပွဲရဲ့ story line ကတော်တော်စိတ်ဝင်စားဖို့အရန်ကောင်းတယ်။လက်ရှိ လေးပွဲဆက်ပရီးမီးယားလိမှာရှုံးပွဲကြုံထားတဲ့လက်ရှိချန်ပီယံအာလီစလော့ရဲ့လီဗာပူးကနောက်ဆုံးလေးပွဲဆက်နိုင်ထားတဲ့ဝနိုင်းအမ်ရီရဲ့ဗီလောင်အိမ်ဝဲမှာအဲ့ခံကစားရမယ်ဆိုပြောင်းပြန်သွားတွေ့နေတယ်အတင်းအတင်းတတင်းကအကြတတင်းကလုံးဝအတက်အဲ့တော့လေးပွဲဆက်နိုင်ရှုံးထားတဲ့အတင်းနဲ့လေးပွဲဆက်နိုင်ထားတဲ့အတင်းတို့တွေ့တဲ့ပွဲဆိုတော့ဘာတွေဖြစ်လာမလဲအဲ့တော့ဒီရာတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲအရင်ဆုံးညီလေးနိုင်လေးအောင်အမြင်ပေါ့နော်အဲ့တော့လီဗာပူးနဲ့ဗီလာဒီတွေ့ဆုံမှုမှာဘယ်လိုမြင်လဲလက်ရှိခြေစွမ်းတွေဘယ်လိုမြင်လဲပြောပါဦး ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဒါနှစ်သိန်းကျကွာချက်ကြီးရဲဆိုတဲ့အနေထားနဲ့ကျွန်တော်တို့တွေ့နေကြတာအခုကျတော့ဒါ villa တောင်မှပို့ပြီးတော့ဖွန်ကောင်းနေတဲ့အခိုက်အတန့်မျိုးနဲ့ပြန်တွေ့ရမှာဆိုတော့အခုပြောသလိုပဲဒီပွဲ story ကတကယ်ကိုဒါအလုံးအစိတ်ဝင်စားစေပို့ပေးမဲ့ပွဲလို့တော့ထင်ရတယ်ရှေ့မှာဒါ spa နဲ့ chelsea ပဲလန်ဒန်လာပြီးတော့ရှိရပါတော့เนาะဒါပေမဲ့အဲ့ဒီပွဲကလည်းဒါအထိုက်လေးကပုံစံကောင်းပြမှာဖြစ်တယ်လို့ကျွန်တော်တို့ဒီ လီဗာပူးနဲ့ဒီဖီလာတို့ရဲ့ပွဲကလည်းကျွန်တော်တို့ပို့ပြီးတော့စိတ်ဝင်စားမှုပေးမယ်လို့တော့မျှော်လင့်ရပါတယ်။ဒါလီဗာပူးကလည်းထူးထူးခြားခြားပဲဒီအနီးကပ်ဆုံးပွဲတွေမှာဒါညနဲ့ဒီလိုမျိုးပွဲတွေမှာပဲကန်ထားရနော်။ဒီကအနီးကပ်ဆုံးဒါရှုံးသွားတဲ့ပွဲဆိုလို့ရှိရင်လည်းဒါနော်ညနဲ့ပွဲအဲ့လိုကန်ပြီးတော့မှရှုံးသွားတာဆိုတော့လီဗာပူးအတွက်တော့ဒီအိမ်မရတဲ့ညနဲ့တွေကိုဖန်တီးပေးတဲ့အခြေအနေကနေပြီးတော့ပရိသတ်တွေကိုဒါအနိုင်ရလက်တစ်ခုနဲ့ပြန်ပြီးတော့အေးဝါတဲ့ညတွေဖန်တီးပေးဖို့တော့လိုအပ်လာပြီပေါ့။ဟုတ်ကဲ့ပါ။အဲ့တော့ ဒါလီဗာပူးရဲ့ရှုံးပွဲတွေရက်တော့မှလာလီဗာပူးဘာတွေဆက်ဖြစ်မလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါတခုချင်းစီပြောကြတာပေါ့လေအဲ့တော့လက်ရှိအာနီစလွန်နဲ့လီဗာပူးကိုပြောမယ်ဆိုရင်ယာလီဖွင့်တာထွက်မှာတော်တော်လေးကောင်းခဲ့တာဟုတ်ပရီးမီးယားလိမှာ၅ပွဲဆက်နိုင်တယ်ပြိုင်ပွဲဆိုမှာ8ပွဲဆက်နိုင်ပြီးတော့တာထွက်မှာဒီ last minute တွေနောက်ကျ goal တွေနဲ့ slot time ဆိုတာကိုပြောခဲ့ကြတယ်နောက်ပိုင်းမှာတော့အဲ့ဒီ last minute ပေး goal တွေနဲ့ပဲ crystal bay လေးကိုပေးရတယ်ဒါ Chelsea ကိုပေးရတယ် United နဲ့ပွဲမှာလည်း minute 80ကျော်ပေးဖို့တွေပေးရတယ် Brentford နဲ့ပွဲမှာ3-2အဲ့တော့နောက်ဆုံး၄ပွဲဆက်ရှုံးသွားပြီပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာလည်း9ပွဲတောင်ရှုံးထားရဆိုတော့ဒါပုံမှန်အခြေအနေတခုမဟုတ်တော့တာတော့လောကသိကြတယ်အဲအခုလိုသိတဲ့မနေ့ကလီဗာပူးနဲ့လည်းဘာမှကိုမဆိုင်တော့ဘူးပေါ့နော်အလက်ရှိလီဗာပူးဘာတွေမှားနေလဲလီဗာပူးဘာတွေအားနေသွားလဲဘာတွေလိုအပ်နေလဲညနေနိုင်အောင်အမြင်လေးပြောပါဦးအဲတော်တော်များများလဲဒါ ထောက်ပြနေကြတဲ့အချက်ရှိပါတယ်။ဟိုမနစ်ကတော့ဒါအနီစလောကယာရင်ဂလောရဲ့အထိုင်ကိုမဖြတ်လို့ရနေတူဦးဆောင်ပြီးတော့ဒီအလိုက်တင်လင်းစီးမျောနေတယ်ပဲ။တစ်ချက်ပြန်ပတ်အသင်းတွေရဲ့အားနည်းချက်လေးတွေကိုအခွင့်အကောင်းဖြင့်တုံးချပြီးတော့လှုပ်သွားတယ်ပေါ့။ဒီနေ့ကျတော့ဟိုမနစ်ကရှိတဲ့အထိုင်တော်တော်များများကိုဖြတ်ပြီးတော့မှဒါပုံစံတစ်မျိုးအာနီစလောရဲ့ဒီ era တစ်ခုကိုတဲ့တဲ့ဝင်တိဆောက်ဖို့အတွက်ရွေးချယ်လိုက်တဲ့အချိန်မှာတော့အာနီစလောနဲ့ဒီ လီဗာပူးရဲ့အကြပိုင်းကိုပြန်ရောက်သွားတယ်လို့ပဲလောလောဆယ်တော့အကုန်လုံးကတော့ဒီလိုပဲယူဆကြတော့ပေါ့။ဒါကကျွန်တော်လဲထိုနီလက်ကောက်မှာအဲ့လိုပဲမြင်ပါတယ်။ဟိုပြောင်းသွားတဲ့ကစားသမားတွေဒီသူချန်လက်သွားတဲ့ကစားသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်အရင်ကျွန်တော်ယာရင်ဂလော့လက်ထပ်မာတွေကအထိုင်ချပြီးသားပုံစံကောင်းပြနေခုအာနိုးတို့အာနိုးနဲ့ဆာလာဒီညာချန်းဆိုလို့ရှိရင်ဗျာဒါပြိုင်ပြိုင်တိုင်းဖိမ့်ဖိမ့်တော့ကြောက်ရတယ်သတိထားရတယ်ဆိုတဲ့ပုံစံမျိုးဒီနေ့မှကျတော့အဲ့လိုမျိုးအတွဲဖက်တွေအထိုင်တွေကိုကျွန်တော်တို့မတွေ့ရတော့မင်းနဲ့အာနိစလောကတမျိုးတစ်ပုံပုံစံပြောင်းဖို့ကြိုးစားတယ်အဲ့ဒီမှာမှထပ်ပြီးတော့ဆူရွားသွားတာကဒါ ကျွန်တော်တို့ခန်းစစ်ပဲခန်းစစ်ရဲ့အထိုင်ကလုံးဝကိုဒီကိုနာဒိန်းနဲ့ဗန်ဒိုက်တို့ရဲ့နောက်ဆုံးဒီဗန်ဒိုက်ဆိုလို့ရှိရင်ဝေဖန်ခြင်းတော့ခံနေခဲ့ရပြီခုရင်းရိုးနေလို့ကနဝင်ကစားသမားကနေပြီးတော့လေဘာဘူးကခေါင်းဆောင်ကောင်းမရှိဘူးဆိုပြီးတော့ဒီလိုမျိုးဝေဖန်မှုတွေလည်းရှိနေပြီတကယ်လဲလေဘာဘူးကိုကြည့်လိုက်လို့ရှိရင်လေဘာဘူးကပြန်ပြီးတော့ဖောင်ပြန်ပြီးတော့ကစားသမားတွေကိုယ်တိုင်ကဟိုကဟိုရိုင်းကလော့လက်ထက်မှလို့မဟုတ်ဘဲနဲ့အာနီစလော့လက်ထက်ကလေဘာဘူး ပုံစံမျိုးကိုကျွန်တော်တို့ဒီနှစ်မှာထဲထဲဝင်မြင်လိုက်ရတယ်ဆိုလိုချင်တာဂျိုင်းဂလော့လက်ထက်ကလေဘာဘူးဆိုတာကသူတို့ပွဲတစ်ပွဲမှာရှုံးနေသည့်အချိန်ဘယ်လိုမျိုးအခြေအနေနဲ့ဖလားမရသည့်အချိန်ဂျိုင်းဂလော့ရဲ့ဒီလုံဆောင်မှုနဲ့ပွဲတွင်းမှာတော်တော်လေးကြွရွာကစားတတ်တာကိုတွေ့ရတယ်လေဘာဘူးကခုနောက်ပိုင်းပွဲတွေမှာရှုံးနေရှုံးနေရှုံးနေအဲရှုံးလာတဲ့အခိုက်အတန့်တွေမှာသူတို့ဂျိုင်းဟိုအာနီစလော့ကိုရန်တီတီငယ်ငယ်လေးနဲ့ဘေးမှာ နီးပြတဲ့နီးပြမျိုးဖြစ်ကျွန်တော်တို့တွေ့ရတာဆိုကစားသမားတွေကိုယ်တိုင်လည်းအဲ့လိုပုံစံမျိုးသွားနေလာပေါ့ကြောက်ကြောက်ရအသိမရှိတော့လီဗာပူးကအခုကကွင်းတွင်းခြေစွမ်းသာမကပဲနဲ့ကစားသမားတွေရဲ့ဒီမန်နလတီဘက်ကလည်းအားတော်တော်လေးနှဲနေတယ်လို့ကျွန်တော်ကတော့ခံစားရတယ်ပြီးတော့အဲ့အစ်စ်ရောက်လာတဲ့တကယ်ကိုဈေးကြီးပေးပြီးခေါ်ထားတဲ့ကစားသမားတွေအလုံးမဖြစ်တဲ့ဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့တရားသဘောနဲ့ရေးဘူးရအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့မြေတားစုရတာလားဒီမှာအီဆက်တို့ဆိုရင်အသေးအံဒီသင်းကိုလာခြင်းလုံးလုံးမှလာတယ် ီးတော့ Florian Vance ဆိုငွေကြေးများများစွာနဲ့အားလုံးမျောလင်းတကြီးဖြစ်ပြီးမှလာတယ်။ဒီဟာတွေကိုပြန်ပြီးတော့မြေတားဆူတယ်။ပြီးတော့ရာသီအစမှာပြန်ပက်တွေကိုဒီနောက်ပိုင်းဂိုးတွေနဲ့အသေးခွဲတယ်။အခုသူတို့ပြန်ပြီးတော့ဟိုဝိဆိုကနောက်နောက်နောက်ဘက်ကမကူသေးပဲ။နောက်ရာသီတော့မကူဆိုတဲ့ပုံစံမျိုးများလောအုပ်လက်ခံလိုက်ရပြီနော်။အဖက်ဘက်ကဒါအဆိုးကဝင်လာပြီဆိုရင်ကန်နတ်ဆိုးကအပေါင်းအသင်းနဲ့ရောင်းနေတယ်ဒီအစင်းမှာဘိန်းတတ်တယ်ဆိုတဲ့အတိုင်းပဲလက်မအုပ်မှာတော့ဒါပြောစရာတွေတော်တော်လေးအောင်များတယ်လို့ပဲထင်ပါတယ်။ဟုတ်ကဲ့ပါ။အဲ့တော့တခုပေါ့လေဒီမှာဖြည့်ပြီးတော့ညီလေးကိုမေးချင်တာက ဟို slot out ဆိုတဲ့အတန်လေးကြီးလေကိုလိုချားလာပြီအဲ့တော့ပြောချင်တာကမနှစ်ကမှဒီမေလမှာ Premier League ဖလားကြီးကို Liverpool အတွက်ကင်မြောက်ပေးထားတဲ့နီးပြ Klopp ထွက်သွားတဲ့ဒီ Klopp လိုမျိုးတကယ်ကို Liverpool ရဲ့တမိုင်းမှာ간ဝင်နီးပြရဲ့ခြေရောက်ဆက်ခံခဲ့ရတော်တော်တာဝန်ကြီးလေးတဲ့တာဝန်တွေယူခဲ့ရတဲ့နီးပြအခုဘာမှမကြသေးဘူးအခုမှစတင်မအော်တိုပါပဲရှိသေး၄-၅လလောက်ပဲကြာသေးတယ်အာနီ slot out ဆိုတာမျိုးပြောလာပြီဆိုတော့လက်ရှိ Liverpool ဒီလိုရှုံးပွဲဆက်နေတာရက်လက်တွေတိမ့်ချော်သွားတာလက်ရှိချန်ပီယံလမ်းတွေကနေဒါမျောလင်းခွေလက်ရှိချန်ပီယံကာဝင်နိုင်မှုအိမ်မက်တွေကနည်းနည်းလေးဝေဝါးလာတာတွေကနီးပြအာနီစလော့ကြောင့်လားလီဗာပူးရဲ့လက်ရှိဖြစ်ပျက်နေရတာတွေအာနီစလော့တယောက်တည်းရဲ့ပြဿနာလားဘယ်လိုမြင်လဲဒီဟာလေးလည်းပြောပါဦးအော်ကစားသမားတွေရဲ့ဒီအခြေသေးပိုင်းအားနေလာတာကိုတော့ကျွန်တော်တို့တွေမိထားလို့မရဘူးဗျာဟို ဗန်ဒိုက်တို့ဘာလို့ကအနီးကပ်ဆုံးရာသီမှာအရင်ကောင်းပြီးမှဒီနေ့ရာသီမှာချက်ချင်းကျသွားရဲဆိုတော့အချက်ကိုတချို့တွေကကြတော့လက်မခံနိုင်ကြအောင်ဟုတ်ကဲ့မန်တကယ်လည်းဒီဗန်ဒိုက်တို့ဗန်ဒိုက်ရဲ့ဒီဥဆောင်မှုခေါင်းဆောင်မှုအရေးသွေးပိုင်းမှာရောကြနေတယ်လို့ကျွန်တော်ကတော့ယုံကြည်ရဲပြီးလို့ရှိရင်တစ်ဖက်ကဒီဆာလာဆာလာကိုဒီလိုအရင်တင်ဆော့နေတဲ့အပိုင်းတွေကိုလည်းဒါအာနေစလိုကပြန်ပြီးတော့ဒီဖျောက်ချင်တဲ့အပိုင်းမှာရှိရပါတော့။အဲ့ဖျောက်ချင်တဲ့အပိုင်းကိုဖျောက်ဖို့ပဲကြိုးစားနေတယ်။အဲ့မှာနေလဲပြီးတော့အာနေစလိုကဆိုလိုချင်တာတော့ဗျာအာနေစလိုကလီဗာပူးကိုသူ့ရဲ့ပုံစံနဲ့သူ့ဘောက်သူ ကလောရဲ့အရေးကိုဖယ်ပြီးတော့သူ့ဘောက်သူတိဆောက်ချင်တဲ့အပိုင်းချမှာဒီလိုမျိုးအခက်ခဲဆိုတာ revolution လောက်တဲ့အချိန်မှာပြန်ကြုံနေရတယ်လို့ပဲကျွန်တော်တို့ခံစားရတယ်။ဆိုတော့သူ့ကိုလက်တလောမှာအနီးကပ်ဆုံးရသည်မှာ champion ဖြစ်သွားတာကဒါ arnis slot အတွက်အရင်ဖိအားများသွားစေတယ်လို့ပဲကျွန်တော်တို့ယူဆမိတယ်။အဲပြီးခဲ့တဲ့ရာသီမှာဒါ arnis ရိုင်းကလောထပ်သွားတယ်။ arnis slot က champion စုမဟုတ်ဘဲနဲ့အဆင့်၄လောက်ပဲရမယ်။ champion လီပဲဝင်မယ်ဆိုလို့ရှိရင်ဒီနှစ်ဘောလုံးရသည်မှာဒီလောက်အတိုင်းဒါလက်ရှိဖြစ်နေတာကိုတိတ်မပေါ်လွင်လောက်ဘူးလို့တော့ကျွန်တော်တို့ခံစားတယ်။ဘာလို့လဲ arnis slot ရဲ့ဒူပြည့်ပင်စဲကာလာ ဖြစ်ပြီးဆိုပြီးတော့အားလုံးကလည်းတဲ့မှာချွေးသိပ်ပြီးလို့ရတယ်ဟုတ်ကဲ့သူက ဆက်ရောက်တယ်ဆက်ရောက်တဲ့ခိုက်တဲ့မှာဆက်ပြီးတော့ချန်ပီယံဆွေးကြီးသွားတဲ့အချိန်မှာလူတွေကလောဘတက်သွားတယ်။မင်းဒီနှစ်တောင်းပြီးပြီကနောက်နှစ်နှလုံးယူမှရတော့မယ်ဆိုတော့အတိအင်းနဲ့လူတွေကလောဘတကြီးကြည့်ကြပြီ။အဲ့ဒီခိုက်တဲ့မှာဒါအာနီစလော့ဒီလိုမျိုးအခက်ခဲတွေရင်ဆိုင်လိုက်ရတဲ့အချိန်မှာသူ့အတွက်ကအဘက်ဘက်ကပဲခုနပြောသလိုပါပဲ။ဒီအဆိုးတွေအကုန်လုံးစုပြုံလာတယ်။သူ့ရဲ့ရေသွေးကိုတော့ကျွန်တော်ပြီးခဲ့နှစ်ကလည်းတွေ့ပြီးပါပြီ။ဒါပေမဲ့ကစားသမားတွေရဲ့ဂျားထဲမှာကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းကျလာတဲ့အပေါ်မှာတော့သူကိုယ်တိုင်လည်းဘာမှလုပ်ပြလို့မရဘူး။ကျွန်တော်ဘောလုံးပွဲတစ်ပွဲရှိပါတယ်။ဘောလုံးပွဲတစ်ပွဲကိုအဓိကပြောင်းလဲနိုင်တာကကွင်းထဲမှာကန်တဲ့ကစားသမားပဲ။ ဟုတ်ကဲ့ကစားသမားတွေကဒါအဓိကရာခိုင်နှုန်းတော်တော်များများပြောင်းလဲပြီးသွားတာကျန်တဲ့အပိုင်းကကျတော့နှီးပြရဲ့ညံရဲ့နှီးပြရဲ့ကစားသမားအစားထုတ်မှုမှာအလုပ်လေးဖြစ်သွားတာတွေပြီးတော့ဝင်သွားတဲ့ကစားအဲ့ဒါလည်းအဲ့ကစားသမားပေါ်ပဲမူတည်တာပဲကစားသမားကိုယ်လက်လေးရှိလို့ကိုသိန်းသွားတာလေဒါလေးပေါ့အဲဒါအာနေစလောနဲ့ပတ်သက်လို့ရှိရင်တော့ဟိုစိတ်ဒီနောက်ပိုင်းမှာသူ့အတွက်တော့စိတ်သိမ့်မကောင်းပါဘူးအဲ့လိုမြင်မြန်ဆန်ဆန်ကြီးသူ့အောက်ခိုင်းတာကြီးကတော့မဖြစ်သင့်ဘူးလို့တော့ထင်တာပဲ။ဟုတ်ကဲ့အဲ့တော့တရားတွေလည်းရတာပါလေ။အဲ့တော့ဖြစ်တာတွေပြတ်တာတွေအရမ်းမြန်လို့နဲ့ပရီးမီးယားလိဂ်က ဟိုပြန်ပြီးတော့နီးပြတွေရဲ့ site ကနေကြည့်မယ်ဆိုရင်တော့နီးပြတွေအတွက်မတရားရတော့ကြာနေရတော့အမှန်ပဲလက်ရှိချန်ပီယံဒီပရီးမီးယားလိကိုလီဗာပူးကိုချန်ပီယံဆုရဖို့၄နှစ်လောက်စောင့်ခဲ့ရတယ်လီဗာပူးကိုချန်ပီယံဆုယူပေးခဲ့တယ်ကလောက်ထားခဲ့တဲ့အသင်းကိုဆက်ခံလို့ပဲပြောပြောဘာကြောင့်ပဲဖြစ်ဖြစ်ချန်ပီယံယူပေးခဲ့တဲ့နီးပြတော့ဒီချိန်မှာရာသီအစအခု၉ပွဲလောက်မှာ၄ပွဲရှုံးယုံနဲ့အန်ဒီဒါအန်ဒီဆလော့အောက်လို့ပြောနေကြတာတော့ရက်ဆက်လုံးတာကြာလွန်နေလို့ထင်တယ်ပြီးတော့နောက်တစ်ခုကဟိုမှာဘူဘာအတန်မှာဆိုရင်ဗက်တာဘာရီယာသူလည်းပြောထားတယ်ပြီးခဲ့တဲ့ဒီရာသီမကွန်ငယ်ရပဲ သူ့ကိုတန်းတန်းတန်းကြံရင်းအောင်လှုပ်ပေးနိုင်ခဲ့လို့အဲ့ပြိသက်တွေကပဲသူ့ကိုဝိုင်းပြီးတော့ချီကျူးနေကြတဲ့ပြိသက်တွေကအခုပြီးခဲ့တဲ့ဘက်ကအိမ်ကွေးမှာရှုံးနေပွဲပြီးမှာပြိသက်တွေကသူ့နာမည်တက်ပြီးတော့អော်ဆဲနေကြတာတော်တော်နီးပြတယောက်အတွက်ပြောချင်တာကအပြောင်းလဲကဒီ3လေးလဆိုတဲ့ကာလာတွဲမှာဘာမှကိုမဆိုင်တော့ဘူးအဲ့ဒီအားပေးနေတဲ့ပြိသက်တွေပဲပြန်ပြီးတော့အောက်ဒီနာမည်អော်ပြီးဆဲပြီးတော့ထွက်ခိုင်းနေတာတွေလုပ်နေကြတယ်ဆိုတော့ပရီးမီးယားလိမှာနီးပြတွေပေါ်မှာတော့ ပရိသတ်တွေရဲ့စိတ်ရှိသီးခံနိုင်မှုအတိုင်းအတာအရန်ကိုဆိုးရွားလောနေတာနီးပြတွေ site ကကြည့်မယ်ဆိုရင်တော့ပျော်စရာမကောင်းဘူးပေါ့လေဒါလေးတော့သတိထားမိတယ်အဲ့တော့မှန်ပါလားညီလေးပြောလို့ပဲဖန်တိုက်ကြလာပြီဆာလာကြလာပြီဒါလုံးဝအာနီ slot အတွက်ကောင်းကင်ရမယ်ပြဿနာတွေဒါတွေကို handle လုပ်နိုင်ဖို့တော့လိုတယ်အာနီ slot တစ်ယောက်တည်း ကြောင်းတော့မဟုတ်ဘူးလေပါဦးမှာဒီကြဆင်းလာတိုင်းမှာအကြောင်းပြချက်ကအများကြီးပေါ့လေဒါပေမဲ့တရတောင်းဝင်ခံမှာတော့နေပြဖြစ်သူအာနီဆိုတော့ပဲတေးကြတယ်ပြီးတော့နောက်တစ်ခုကဒီအားလုံးပြောနေကြတဲ့ဂျာကင်ကလော့အရှိန်နဲ့လေပါဘူးကမနှစ်ကလိမ့်ခဲ့တာလားရလက်တွေကောင်းခဲ့တာလားအခုအာနီဆိုတော့သူ့ပုံစံသူလှုပ်ချင်တာတွေလှုပ်လိုက်တဲ့အချိန်မှာကျတော့အသင်းကဟန်ချက်မညီတော့ balance out သွားတယ်ဆိုတော့ဘာဖြစ်ဖြစ်တဖြည်းဖြည်းချင်းတော့အာနီဆိုတော့မှာတက်တည်ပြစရာတွေတော့ရှိလာပြီပြီးတော့နောက်တစ်ခုမြင်တာဒီယာတီမှာလေပါဘူးက ခင်အားဖြည့်ခဲ့တဲ့နေရာတွေကိုလိလူရှုပြီးတော့ပိုရှန်နေတဲ့နေရာတွေကိုပဲသွားပြီးတော့အားဖြည့်ခဲ့သလားဗောနော် transfer policy တွေပေါ့အဓိကဟိုပြီးခဲ့တဲ့နှစ်က champion ဖြစ်ခဲ့ရဆိုပေမဲ့သူတို့မှာ number 6ကွင်းလယ်အဖြတ်ကစားမှာကောင်းကောင်းတယောက်မရှိခဲ့ဘူး deep line playmaker လို့ပြောလို့ရတယ် mac elister ရှိတယ် box box က graven bat ရှိတယ်ဒီလိုကစားမားတွေနဲ့ပဲကြားခံခဲ့တာအလုပ်ဖြစ်ခဲ့တယ်ဒီနေ့အဲ့မှာ DM ဆစ်ဆစ် number 6ရိုးဟိုကိုက်စီရိုးရိုးဒက်ကလန်ရိုက်ချို့လိုဒီလိုကစားမမျိုးတက်ရောက်ဒါရှိခဲ့ရေပိုကောင်းခဲ့မှာဗောလေပြီးတော့ဖန်ဒိုက်အသက်ရွယ်ကြောင်း ကြလာပြီကိုနာသေးနဲ့ဖန်တိုင်းနှစ်ယောက်နောက်မှာဘက်ကက်ပေးမယ်တကယ်အားကိုးရမယ်ဂူဟီကိုသူတို့နောက်ဆုံးပြောင်းရွှေ့ transfer deadline day အထိစူးစမ်းခဲ့တယ်မရခဲ့တာသူတို့ဆိုးသွားတာပဲအခန်းစစ်မှာလည်းစနဘတ်တယောက်လောက်သာရခဲ့ရင်ဆိုတာမျိုးကဒီချိန်မှာအများကြီးပေါ့နော်လီဗာပူးကအားရတွေဦးစားပေးလုတ်ခဲ့တင်တာမလိုအပ်တဲ့ဒီတိုက်စစ်ပိုင်းမှာဒီရက်တို့နူနက်တို့နဲ့ဆက်သွားရင်တောင်မှဒီတိုက်စစ်ကဖောင်မိပြီးသား ဂျိုဒါကတော့စိတ်မကောင်းစရာဆုံးရှုံးခဲ့ရတာဗောလေအဲ့တော့ဒီရက်ကိုရောင်းတယ်နူနက်စ်ကိုရောင်းတယ်အပြောင်းလဲတွေအဲ့မှာကျတော့မလိုအပ်ဖက်လှုပ်ပြီးတော့ iset တို့ ikitiki တို့ florian vest တို့ကိုတန်း200လောက် invest လုပ်ပြီးခေါ်လာတော့တရားဒီမှာမလိုအပ်ဖက်နဲ့ champion ဖြစ်ပြီးသားအသင်းကိုအဲ့လိုအကြီးစားကြီး revolution လုပ်လိုက်တာကပဲလွယ်မဲ့ပုံစံအောင်အာနီဆိုခက်ရခက်စစ်ပြန်ဖြေနေရတယ်လို့ထင်တယ်အခုတော့ဖီးရားတွေအားလုံးကကစားမားတွေပေါ်မှာရောနီးပြပေါ်မှာရောရောက်နေပြီလေးပွဲဆက်အရှုံးကနေပြန်ပြီးတော့ တေချာပေါ့ဒီပွဲမှာတော့တခုခုလုတ်ပြနိုင်ဖို့ဒါတောင်းဆိုမှုဖြေရတော့အရန်ကြီးနေဒါတစ်ဖက်ကဦးနိုင်အမရီရဲ့ဗီလာဘက်ကိုလည်းအခုပြောရအောင်ပါဗီလာကအခု၄ပွဲဆက်နိုင်ထားတယ်ပြိုင်ပွဲဆိုနောက်ဆုံး၆ပွဲမှာ၅ပွဲနိုင်ထားတယ်နောက်ဆုံးပတ်မှာဆိုရင်နိုင်လိုက်တာကတော်ယုံပြိုင်ဘက်မဟုတ်ဘူးဂွာဒီယိုလာရဲ့မန်စီးတီးရက်တန်လို့မရပါဘူးလို့ပြောနေကြတဲ့ဟာလန်ကိုအဲ့ပွဲမှာရက်တန်ပြခဲ့တယ်အဲ့တော့ဗီလာရဲ့လက်ရှိခြေစွမ်းသူတို့ရဲ့ကာရာဖောင်သူတို့ရဲ့လုံနိုင်စွမ်းနဲ့ပတ်သက်ပြီးညီလေးအမြင်လေးပြောပါဦးအဲ အာပြီးခဲ့တဲ့ဘက်မှာတော့ကျွန်တော်နဲ့ဥက္ကာနဲ့အဲ့ Man City Villa preview လေးပြောပါသေးတယ်ဒါကျွန်တော်တို့တော့ကိုယ်ပိုင်တွေမှာပြောကြသေးရယ် Guardiola မြို့တော့အရင်ထင်သေးရမဟုတ်ဘူး Guardiola နဲ့ Man City ကဒီ Haaland ရက်ရင်ရက်မှာလို့ပြောခဲ့တယ်မှန်တယ်မှန်တယ်အဲ့ဒါတော့ဟုတ်တယ်ဒီရက်သွားတယ်ဒီအခုလည်းထက်လာပြန်ပြီကျွန်တော်တို့ဟို Villa ပွဲနဲ့ရေစက်စုံတယ်ဆိုတော့ Unary ကိုကျွန်တော်တို့နီးကပ်ဆုံးမြင်လိုက်ရတဲ့ဒီပွဲတွေကထူးထူးခြားခြားပဲရာသီစမှာဖုံပြက်တယ်ဗျာပုံကသိမကောင်းဟာ Unary နဲ့ Aston Villa ကြာသွားပြီလားပြီးတော့ရှိတဲ့ကစားသမားဒီ Wagon ဆိုလို့ရှိရင်ပုံမှန်နေရာတော့သိမ တဲ့ပုံစံမျိုးတွေ့ရတာပေါ့နော်ဒါပေမဲ့အဲတဖြည်းဖြည်းနဲ့ ထူးခြားတာက online memory ကကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြောတဲ့အစကားကိုပြန်ကောင်းအောင်မယ်ဆိုလို့ရှိရင်တော့ဒီ you bali သူ့အတွက်ဒီလိုမျိုးဥရောပပွဲတွေဝင်လာလို့ရှိရင် तू က form ပို့ပြီးတော့မိတတ်တယ်ဆိုတဲ့အချက်ကတော်တော်လေးထူးခြားပါတော့အဲ့ဒီပထမဆုံးစပြီးတော့ကစားရတဲ့ you bali ပွဲကနေအစပြုလို့တောက်လျှောက်အဲ့ဒီ you bali ရအောင်ပွဲကိုဒီ pirin league ထိပါဆွဲခေါ်လာပြီးတော့လက်ရှိ premier league မှာတည်တသားကြီးကိုဒါ form မိသွားပြီပေါ့ဒါပေမဲ့ဒါမှမဟုတ်တပွဲတပွဲမှာဒါတိုက်ဆက်အပြောင်းလဲလေးတွေကို online memory လှုပ်ရပါသေးတယ်သူတို့မှအခုကောင်းနေတာအသင်းမှာထိုင်ကြပြီးသားခံစင်လေးကတော့ တို့အတွက်အဓိကအားသာချက်ပြီးတော့ကိုသမားမာတီနက်စ်ကတို့အတွက်အားသာချက်တွေဖြစ်ကောင်းဖြစ်နေရပါတော့အဲဒီတိုက်စစ်ပိုင်းကတော့အပြောင်းလဲတွေဒီနောက်ပိုင်းမှာတွေ့ရတယ်ဝက်ကင်းကိုပုံမှန်လိုင်းနဲ့မပေးတော့ဘဲနဲ့ဝက်ကင်းကိုနေအဲမာလန်နဲ့အပြောင်းလဲတွေပြုလုပ်ပြီးတော့ကစားခိုင်းတာတွေ့ရတယ်မာလန်ကိုညတော့မှထွက်ပြီးတော့မှဝက်ကင်းကိုပြန်ထောင်ကစားခိုင်းတဲ့အပိုင်းလေးတွေ့ရတယ်အဲဒီပိုင်းတွေမှာတော့ဒါဟူနမ်ရီ ကလှုပ်တဲ့ခိုက်တက်နေမှာလှုပ်သလိုဖြစ်နေတယ်။တစ်ဖက်ကလည်းဘာဘူးကကြတော့အာနီစလော့ကလှုပ်ချင်တဲ့ဟာတွေကလုံးဝမဖြစ်ဘူး။တစ်ဖက်ကဟိုအွန်နိုင်အမရီကကြတော့ရှိတဲ့ကစားသမားလေးနဲ့သာရှိသလိုလေးလှုပ်နေတာဟိုကလှုပ်ဖြစ်နေတဲ့အတွက်ဘာဖြစ်ဖြစ်အွန်နိုင်အမရီနဲ့ဒီအက်စတွန်ဗီလာကလည်းသွားပြီးတော့နောက်လို့မရဘူးမေးလို့မရဘူး။ပြီးခဲ့တဲ့ဘောလုံးရသည်ရလို့ပဲအနီးကပ်ဆုံးဒါပြိုင်ဘက်တွေကိုအကောင်းဆုံးဒါကောင်းကောင်းပြန်ပြီးရွှေရှင်ကန်နိုင်တဲ့အသင်းဖြစ်နေတယ်ဆိုတာကိုတော့ကျွန်တော်တို့မိထားလို့မရဘူး။ ပြီးတော့ဒီနှစ်မှာဒါကျွန်တော်အမြင်ပေါ့နော်ဒီဖီလာရဲ့လက်တလောကောင်းနေတဲ့ဖောင်လေးထက်ပြီးတော့ဒါထိန်းထားနိုင်မယ်ဆိုလို့ရှိရင်တော့ဒါအနည်းဆုံးတော့ပြီးခဲ့နှစ်ပုံလုံးရသေးရလို့ပဲအဆင့်1 to 5လောက်အတွင်းတော်မှာဝင်ကောင်းဝင်နိုင်တဲ့အသင်းဖြစ်လာပြီလို့တော့ထင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဥရောပဝင်ခွင့်တွေအတွက်ဒီလာပြန်ပြီးတော့ ဒါပြန်အားကောင်းလာတယ်ဗောလေအဲ့တော့ဒီနှစ်သိန်းကလုံးဝတကယ်ကိုပြောင်းပြန်ရင်အချိုးကျနေတယ်နော်တော်တော်တိုက်ဆိုင်နေခုလေရာသီဖင်တာထွက်မှာလီဗာပူးကထောက်လျှောက်နိုင်တာပရီးမီးယားလိမှာ၅ပွဲဆက်နိုင်တယ်ပြန်ပွဲဆိုမှာ8ပွဲဆက်နိုင်တယ်အဲ့ဒီကာလမှာဒီစက်တင်ဘာလလောက်ထိပေါ့ဗီလာကလုံးဝမနိုင်ပရီးမီးယားလိမှာ၅ပွဲဆက်တပွဲမှမနိုင်ဘူး ပြိုင်ပွဲစုံမှာ6ပွဲဆက်မနိုင်ဘူးပြောင်းပြန်သွားနေတာအဲ့စတင်ပါလကုန်ကန်နီးမှာလီဗာပူးကစပြီးတော့ခရစ်စတယ်ဘဲလေးကိုစရှုံးပြီးတော့အခုဆိုနောက်ဆုံး6ပွဲမှာ9ပွဲရှုံးပြီးတော့ပရီးမီးယားလီဂ်4ပွဲဆက်ရှုံးတယ်ဗီလာကကျတော့အဲ့ဒီမှာစနိုင်လိုက်တာယူရိုပါလီဂ်မှာဘလော့နာကိုစနိုင်လိုက်ပြီးတဲ့က ဒါပြိုင်ပွဲဆို6ပွဲမှ9ပွဲနိုင်တယ်ပရီးမီးယားလိမှာ4ပွဲစားဒီနှစ်သင်းကလုံးဝကန်ဂျမာကဖြောင်းမြန်ကြီးယာတီဆမှာလီဗာပူးရက်လက်ကောင်းနေတဲ့ဗီလာဆိုးနေတယ်အစ်စတေမှာကုန်ကန်လေးလောက်မှာဗီလာထပြီးရက်လက်ကောင်းလာတယ်လီဗာပူးကရက်လက်ဆိုးသွားအဲ့လိုဖြောင်းမြန်ကြီးဖြစ်နေတဲ့ကန်ဂျမာတော်တော်တိုက်ဆိုင်ပြီးတော့ထူးဆန်းတယ်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့4ပွဲဆက်နိုင်ထားတဲ့အသင်းနဲ့4ပွဲဆက်ရှုံးထားတဲ့အသင်းတို့တွေ့မဲ့ပွဲ ဒီမှာစိတ်ပူတာတော့ Villa ဘက်ကနေကြည့်ရင်သူ့အိမ်ဝင် Villa ဘက်မှာတော့ Man City လိုအသင်းကိုနိုင်တာအခုမှမဟုတ်ဘူး၃နှစ်ဆက်နိုင်ထားတယ်အမြဲဒုက္ခပေးနေကြအသင်းကြီးတွေဒါပေမဲ့ Villa ရဲ့အဝေးကွင်းဖောင်တော့အကိုမနိုင်ပြောစိတ်တိတ်မချရဲဘူးပေါ့နော်နောက်ဆုံးဒီ Tottenham Hotspur လိုမျိုးအဆင့်၃ရောက်နေတဲ့ဒီရာဒီရက်လက်ကောင်းတဲ့အသင်းကိုတက်နိုင်ခဲ့တာတော့ရှိတယ်ဒါပေမဲ့အဝေးကွင်းမှာအဲ့တပွဲပဲနိုင်ခဲ့ပြီးတော့ Channel ပွဲကျွန်တော်များများရုံးကန်နေရတယ် Brentford 1-0ရှုံးထားတယ် လီဗာပူးရဲ့မြို့ကံပြိုင်မဲ့အဗာတန်ကိုလည်းဇီးဇီးနဲ့ပဲတည်ကြထားတယ်ဆန်ဒလန်ကိုလည်းဝမ်ဝမ်ပဲအဲ့ပွဲမှာဆိုမိနစ်30ကျော်တည်းရဲ့ဆန်ဒလန်တယောက်ထွက်နေတာအဲ့လောက်တော့မှအနိုင်မရခဲ့ဆိုတော့ဗီလာရဲ့အဝေးကွင်းဒီခြေစွမ်းတော့အိမ်ကွင်းလောက်အကုန်မယုံရဲဘူးပေါ့ဒါလေးတော့နည်းနည်းစိတ်ပူမိတာရှိတယ်ဗီလာဘက်မှာတော့လက်ရှိခြေစွမ်းမှာတော့ယုံကြည်မှုရောကစားသမားတွေရဲ့ဒါနီးပြားနဲ့ နီးစနစ်ပိုင်းမှာရောဗီလာကအခြေစွမ်းအတက်ဖက်ရောက်နေတယ်။ဗီလာဘက်မှာတော့ဒီပွဲမှာဒါအသင်းဟောင်းနဲ့ပြန်ရင်ဆိုင်မှာမဟုတ်လို့လီဗာပူးကနေခေါ်ထားတဲ့အီလီယော့ကတော့မပါနိုင်သေးဘူး။ဒါဘူဝန်ဒီယာနာနေတာရှိတယ်။ဗီလာဘက်မှာလည်းလူမဆုံတဲ့ပြဿနာလေးတော့ရှိတယ်ပေါ့။လီဗာပူးမှာလည်းလူမဆုံတာဂိုးသမားအလစ်ဆန်ဘက်ကမပါနိုင်တာ၊ဂရာမန်ဘက်မပါနိုင်သေးတာ၊ဖရင်ပေါင်ထန်ရရနေတာ၊အီဆက်ထန်ရရနေတာလီဗာပူးမှာလည်းအဓိကစားမှာ၄ငါးလောက်မပါနိုင်တဲ့ပြဿနာတော့ရှိတယ်။အဲ့တော့နောက်ဆုံးဒီပွဲဘယ်လိုရလဲထွက်လာမလဲ။လီဗာပူးဒီပွဲမှာနိုင်ပွဲနဲ့တူ လက်ရှိရှုံးပွဲဆက်နေမှုတွေရက်တက်နိုင်မှာမလားလီဗာပူးပြန်နိုင်ပါမလားညီလေးဘယ်လိုမြင်လဲဩလီဗာပူးကတော့မဖြစ်မနေတာနိုင်အောင်တော့ကစားရတော့မှာပွဲတိုင်းလဲဒါဘယ်လိုပဲဖြစ်အတင်းကြီးဆိုတာနိုင်အောင်တော့ကစားခဲ့တာကြီးပါပဲဟုတ်ကဲ့သူကသူအချိန်တက်လို့ရှိရင်ခြေစွမ်းမကောင်းလို့ရလက်မကောင်းလို့ရှုံးသွားတာတော့စက်တိုက်ရှုံးနေရမှာနော်ဟုတ်ကဲ့ဒါပေမဲ့ဒီပွဲလဲလီဗာပူးသိသတာပဲအင်ကွင်းမှာကန်အောင်မယ်ရှေ့ပွဲတွေထပ်ပူပြီးတော့ဒါဖိအားများတဲ့အနေထားနဲ့ရင်ဆိုင်ရမယ်ဒါထိတဲ့တွေ့ဆုံမှုမှာတော့ဒါဖီလာလို့အတင်းကိုလီဗာပူးကအသိသတာအသာကြီးရရှိမှုတွေများပါတယ်ဆိုတော့ အာနီစလောနဲ့လေဘာဘူးတို့ဖီအောင်ကနေပြီးတော့ဒီပွဲမှာဒါပြန်ပြီးတော့ရုံးထွက်နိုင်မယ်လို့တော့ကျွန်တော်ကတော့တစ်ဖက်မှာထင်နေမိတယ်။အခုပြောသလိုပဲဒီ Villa ကအဝေးကွင်းမှာလည်းအားနည်းချက်တွေရှိအောင်။ဒါပေမဲ့တခုရှိတာ Villa နီးကပ်ဆုံးကန်တာ Premier League နှစ်ပွဲသလုံးမှာဒါရအသင်းကြီးတွေကြီးကိုပဲနိုင်တာเนาะ။ဟုတ်တယ်။ Spain နဲ့ Man City တကယ်လို့ဒါဒီပွဲမှာ Liverpool ကိုပါဒါ Anfield မှာတတ်နိုင်သွားမယ်ဆိုလို့ရှိရင်တော့လုံးဝ Giant Killer ပွဲကိုပေးရတော့မယ်။ဒါပေမဲ့ကျွန်တော်ကတော့ Liverpool ပါပဲဒီပွဲတော့။အဲ့တော့ဒီပွဲမှာ Liverpool နိုင်ပဲပေါ့လေ။ Liverpool ကြိုက်ပါတယ်။ရက်လက်ပိုင်းဆိုရင်ဘယ်လိုဖြစ်လာမယ်ထင်လဲ။ ရလပိုင်းကတော့အဖီလာကိုဒီဒီပွဲမှာတော့ဒါကိုပြန်ပေးရမယ့်အနေထားမှာလို့ရှိကျွန်တော်ကတော့3-1လောက်တော့ကျွန်တော်တော့ထင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့လီဗာပူးရဲ့ခံစစ်ကပြိုင်ပွဲစုံမှာနောက်ဆုံး6ပွဲသက်တိုက်ရှိပြီကိုပေးထားတာနေဆုံးကိုပေးတာဒီရဒီပြိုင်ပွဲစုံနောက်ဆုံးကစားထားတဲ့14ပွဲမှာလည်း clean sheet ရထားတာ2ပွဲပဲရှိတယ်ဒါ ဲ့တော့တော်တော်လေးဟိုလီဗာပူးရဲ့ခံစစ်ကိုတော့အခုရုံမိုးခတ်တယ်ဗောလေဗီလာတော့တကိုးလောက်တော့ပေးရဖို့လာလာများတယ်ဒါအဲ့တော့လီဗာပူးကဒီဘက်မှာနိုင်ငယ်အ ਨੇ ဆုံး2ဂိုးလောက်သွင်းနိုင်ဖို့လူတယ်ဗောနော်ပြီးတော့လီဗာပူးအနေနဲ့ဒီဘက်မှာတတိထားမှာပြီးခဲ့တဲ့နောက်ဆုံးပရီးမီးယားလေး၄ဘွဲလုံးရှုံးထားတဲ့နေရာမှာပွဲအဆ ာထွက်တည်းအရန်အားနေခဲ့တယ်ပွဲစား10မိနစ်လောက်တည်းမှာဟို United ကို2မိနစ်မှာဂိုးပေးရတယ်ဘရန်ဖို့နဲ့ပွဲမှာဆို9မိနစ်မှာဂိုးစားပေးရတယ်ဒါ Crystal Palace ကို6မိနစ်မှာပေးရတယ် Chelsea နဲ့ပွဲမှာဆို14မိနစ်ဒီပွဲစား10မိနစ်15မိနစ်လောက်တည်းမှာ၄ပွဲစားတိုက်ဂိုးပေးထားတာတာထွက်တည်းတအားအားနေခဲ့တော့လေဒီပွဲမှာပြင်ဆင်နိုင်ဖို့လှူတယ်ပြီးတော့ Liverpool ရဲ့အားနေချက် Arne Slot ကိုတိုင်ပြီးခဲ့တဲ့ဘရန်ဖို့နဲ့ပွဲရှုံးပွဲမှာညှိတွားထားသလိုသူတို့ရဲ့ဒီ Tegan ball တွေအမြင့်ဘောတွေကာကွယ်ရမှာလိုအပ်ချက်တွေအားနေချက်တွေရှိနေတဲ့ ပြဿနာကိုလည်းပြိုင်ပြတိုင်းရထားမိမိရေရနဲ့အခွင့်အရေးတစ်ခုအနေနဲ့အသုံးချလာထိုးနှက်လာရဲဆိုတော့ဒါတွေကိုလည်းပို့ပြီးတော့ handle လုပ်နိုင်ဖို့လည်းလိုတယ်ဘယ်လိုပဲဖြစ်ဖြစ်ပြန်ချုပ်လိုက်ရရင်လက်ရှိခြေစွမ်းရလေဘဘူးညော့နေတယ်ဖီလာကောင်းနေတယ်ဆိုပေမဲ့ လီဝဲဆက်အရှုံးတော့လီဗာပူးအန်ဖီမှာရက်တက်နိုင်ဖို့သင့်ပြီလို့ထင်တယ်အန်ဖီမှာဒီရာသီမှာတပွဲပဲရှုံးထားတယ်ဒါမဲ့ယူတိုက်တက်တပွဲပဲရှုံးထားတယ်အန်ဖီမှာချန်နယ်ပွဲအားလုံးအန်ဖီမှာတော့အာဆန်နယ်လိုအသင်းတော်နိုင်ထားတဲ့လီဗာပူးပဲအခုတို့ဒါနိုင်ပွဲပြန်ပေးရမယ်ထင်တယ်လီဗာပူးနိုင်သွားလိမ့်မယ်ထင်တယ်အခုကတော့ပြန်လန်ဂိုးတွေမြင်ရလိမ့်မယ်2-1လောက်နဲ့လီဗာပူးနိုင်သွားမယ်ထင်တယ်အဲ့တော့ဒါကတော့အခုတို့ရဲ့ယူဆချက်ပေါ့လေတကယ်ကွင်းတွဲမှာတော့အခုတို့ယူဆချက်တွေနဲ့ဘယ်လောက်ထိထပ်တူကြမလဲရတော့ပွဲကိုပဲတူတူကြည့်ကြအောင်ပါဟုတ်ကဲ့ပါ တော်တို့ Pfizer Football Facebook နဲ့ YouTube Channel ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များများ Liverpool နဲ့ Villa တို့ရဲ့ပွဲကြို30ချက်လေးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပတ်ဒီမှာလည်းကျွန်တော်တို့ဒီလိုပွဲကြို30ချက်တွေ Pocket တွေမတူညီတဲ့အစီအစဉ်ကောင်းလေးကိုတင်ဆက်ပေးမှာမို့လို့စောင့်ကြည့်အားပေးကြဖို့တိုက်တွန်းနေကျွန်တော်တို့ရဲ့ဒီနေ့တင်ဆက်မှုတော့လည်းပဲရန်နာခွင့်ပြုပါခင်ဗျာ။